တဘူပေါ်တဘူစင်ဖြစ်နေရတဲ့စစ်ဘေးရှောင်တွေအကြောင်းဆက်ပြီးတော့ပြောပြပါမယ်။တောတောင်ထဲမှာစစ်ရှောင်နေကြရတဲ့သူတွေဟာတဘာဝဘေးကြောင့်သေဆုံးခဲ့ရပါတယ်။ရှမ်းပြည်တောင်ပိုင်းဒီရွာငံမြို့နယ်ထဲမှာဖြစ်ခဲ့တဲ့တောင်ပြိုမှုထဲမှာတော့ကလေးတွေအပါအဝင်စစ်ဘေးရှောင်ပြည်သူ10ယောက်သေဆုံးသွားခဲ့ပါတယ်။တောင်ပြိုကျမှုကစက်တဘာလ24ရက်နေ့မှာဖြစ်ခဲ့တာပါ။ဖြစ်သွားတဲ့နေရာကတော့ဒီရွာငံမြို့နယ်ကြောက်တော့ရွာကပြည်သူတွေစစ်ဘေးရှောင်နေကြတဲ့နေရာ ာတစ်ခုမှဖြစ်ခဲ့တာလို့ဆိုပါတယ်ရွာငံမျိုးနယ်ထဲမှာဖြစ်နေတဲ့ဒီတိုက်ပွဲတွေနောက်ပြီးတော့စစ်ရေးပဋိပက္ခတွေကြောင့်အဲ့ဒီနေရာမှာပြည်သူတွေကစစ်ရှောင်စခန်းနေရာပုံစံမျိုးနဲ့စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်တနုပြည်နယ်ဒီအမျိုးသားကာကွယ်ရေးတပ်တော် DSNDA ရဲ့ဒီကနေ့ထုတ်ပြန်ချက်အရဆိုလို့ရှိရင်ဒီတောင်ပြိုမှုတဲမှာအသက်တစ်နှစ်ခွဲအရွယ်တမီလေးပေါ့လေနော်မိန်းကလေးငယ်တယောက်ပါတယ်နောက်ပြီးတော့အသက်9နှစ်နဲ့အသက်10နှစ်အရွယ်ယောက်ျားလေး2ယောက် နောက်ပြီးတော့တက်လက်ပိုင်းတွေအပါဝင်တက်ကြီးပိုင်းစစ်ဆောင်ပြည်သူတွေတေဆုံသွားခဲ့တာလို့သိရပါတယ်။ရွာငံမျိုးနယ်ထဲမှာစစ်ကော်မရှင်တပ်ကစက်တမလဒုတိယပတ်ကစပြီးတော့စစ်ကြောင်းထိုးလာတာကြောင့်ကြောက်တော့ရွာသားတွေဟာဆိုရင်ဒီဘေးလွတ်နိုင်မယ့်နေရာတစ်ခုမှာစစ်ဘေးရှောင်နေကြတာလို့ဆိုပါတယ်။